စိန်ဦးလိုချစ်စရာကောင်းလို့နေတားယောက်ကြားလေးကိုသာထပ်မဲကိုဝင်လွှဲထားရတယ်ဆိုရဲပို့ကြ။မင်္ဂလာပါပရိသတ်ကြီးရှင်။အခုနေဆက်ပေးသွားမယ့်ចောင်းရလေးကတော့စိန်ဦးကိုချစ်စရာကောင်းနေတားယောက်ကြားလေးကိုပဲထပ်မဲကိုဝင်ဆောင်ရကြောင်းပြောလာခဲ့တဲ့ပို့ကြရဲ့ចောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်တရေချက်တော်မင်းသမီးလေးပို့ကြပြုခင်ရတော့အမှုပညာလုပ်တွေမလုပ်တော့သည့်တိုင်အောင်ပရိသတ်တရေစိတ်ဝင်စားမှုတွေပြေဝရရှိထားတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။ ဦးကျပြုခင်ရဲ့သားလေးစိန်ဦးဟာလည်းချစ်ဖို့ကောင်းလို့နဲ့ပုံစံလေးကြောင့်ပရိသတ်တွေရဲ့ချစ်တော်ကလေးလေးဖြစ်နေကြတာပါ။ပူကျပြုခင်ဟာသူမခင်မုန်းနဲ့တာသမီတွေရှိထားပြီးဖြစ်တယ်လို့သူမကိုယ်တိုင်လည်းစိန်ဦးကိုမွေးဖွားထားပြီးဖြစ်ပေမယ့်နောက်ထပ်ကလေးထပ်ယူပြီးတော့ယခုချိန်မှာပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းသူမဟာဒုတိယမြောက်ကိုဝင်လေးကိုစောင့်ထားရတာပဲဖြစ်ပါရည်။ဒီဒုတိယကိုဝင်ဟာအစပိုင်းမှာအမွှားလေးဖြစ်အန်ထရာဆောင်းမှာပေါ်နေခဲ့တယ်လို့ပူကျတော်လေးများကိုစိတ်လှုပ်ရှားပျော်ရွှင်မှုတွေပေးစွမ်းခဲ့တဲ့ကိုဝင်လေးလေးဖြစ်ခဲ့ပါရည်။ဒါပေမယ့်စိတ်မကောင်းစွာနဲ့ပဲပူကျတော်ကိုဇနီးမ ောင်နဲ့အရန်လူကျင်နေတဲ့အမွာလေးမဟုတ်ခဲ့ပေကလေးတယောက်သေးတာဖြစ်နေကြတာပါ အခုဆိုရင်ကိုဝင်လာရှင်းလာပြီဖြစ်တဲ့တွင်အဒီကလေးလေးရဲ့ကြားမကိုခွဲခြားသိရပြီဖြစ်ပြီးပိုးကြရဲ့ဒုတိယကိုဝင်လေးဟာတာယောက်ကြားလေးဖြစ်တယ်လို့သိရှိရပါတယ်။တာနှစ်ယောက်သမီးနှစ်ယောက်ရှိထားပြီဖြစ်တဲ့ပိုးကြဟာအခုဆိုရင်တာသုံးယောက်မိခင်ဖြစ်တော့မှာဖြစ်တဲ့တွင်များစွာပျော်ရွှင်နေကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ဒီဒုတိယမြောက်ကလေးလေးဟာလည်းမျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့သူမရဲ့ဆုတောင်းလေးနဲ့မွေးဖွားလာမယ့်ကလေးလေးဖြစ်တဲ့တွင်စိန်ဦးလေးလိုပဲများစွာချစ်ဖို့ကောင်းကချစ်မွေးပါတဲ့ကလေးလေးဖြစ်အောင်မှာတည်ကြပါပဲလို့ပိုးကြကဝမ်းမြောက်စွာပြောကြားထားခဲ့တာပါ။ပိုးကြစိန် င်ဦးလီကိုကိုဝင်ဆောင်ထားတဲ့အချိန်မှာလေသူမယုံကြည်စွာကိုကိုွယ်တဲ့အင်းတော်ကြီးဖေးရမှာတပည့်တော်မှကလေးမွေးလိုက်ရင်ကလေးကအသားလေးဖြူချမ်းမှချမ်းသာပြီးတော့ကဘာပေါ်မှာရှိတဲ့လူတိုင်းရဲ့ချစ်ကိုရှာပါစေအစင်မပြေမှုတွေဒုက္ခတောကတွေအားလုံးတပည့်တော်မှဘဝမှာရင်ဆုံးသက်ပြီးဒီကလေးဘဝမှာတော့ကောင်းတာတွေပဲရှာပါစေနေမှာပြီးထက်မြက်တဲ့တာယောက်ကြလေးရပါစေဆိုပြီးတော့ဆုတောင်းခဲ့သူပဲဖြစ်ပါတယ် သူမရဲ့ဆူတောင်းနေအကုန်ပြည့်မြောက်ခဲ့တယ်ဆိုတာစင်ဦးလေးချစ်ခင်ရပုံကိုကြည်ရင်အထူးပြောစရာတောင်မှမလိုတော့ပါဘူး။သူမရဲ့ဒုတိယမြောက်သားလေးအတွက်လည်းထက်တူညီတဲ့ဆူတောင်းမျိုးကိုပြုထားခဲ့လို့စင်ဦးလေးလိုချစ်မွေးအလွန်ပါပြီးရောလူတကာချစ်ချင်းကိုခံရတဲ့ကလေးလေးဖြစ်လာမှအသေးကြပါပြီ။လက်ရှိမှာတိန်လုံးရဲ့ချစ်တော်လုံးနေတဲ့စင်ဦးလေးဟာမကြခင်လပိုင်းအတွက်မှပဲအကိုကြီးစင်ဦးဖြစ်လာတော့မှဖြစ်ပါရဲ့။ ပရိသတ်တွေကတော့တားယောက်ကြားလေးတွေကြည့်ကိုဝင်ဆောင်ရတာကလည်းမိမမြတ်တို့ရဲ့အင်ကာတွေကတပါပါပဲ။စီဝါရေးလုပ်ငန်းရှင်ပတ်စံရှိသူတွေဖြစ်ကြတဲ့အတွက်တားရိများလေးအားကိုးရမယ့်သူတွေများလာလေးပါပဲ။အလွန်ကောင်းပါရင်စိန်ဦးလေးလိုချစ်ဖို့ကောင်းရင်တောင်မှစိန်ဦးလေးတော့တော့မချစ်မိတော့ဘူး။ကိုကြီးစိန်ဦးရဲ့အမခန်ဖန်းဖြစ်ပြီးတဲ့နောက်ဘေကလေးရဲ့ချစ်စရာကောင်းမှုမှမတူတော့ဘူးစိန်ဦးလေးကိုတော့မမီလောက်ပါဘူးစိန်ဦးလေးကလူလေးကလည်းချစ်ဖို့ကောင်းတာတည်း ညင်ကောင်းပြီးတော့အတော်လေးချစ်မွေးပါရဲကလေးမျက်နာကလည်းအမြဲပြုံးရွှင်နေတာဒါကြောင့်လည်းပရိသတ်တွေကဒီကလေးလေးကိုချစ်ကြတာကိုပါဝင်ပေါ့ဆိုကဝင်းရပြောဆိုထားတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောစိန်ဦးလိုရဲ့ညီလေးမွေးဖွားလာပြီးရင်စိန်ဦးကိုချစ်ပေါ်သွားကြမှာလားဒါမှမဟုတ်စိန်ဦးလေးကိုအများကြီးဆက်ချစ်ပေးကြမှာလားဆိုတာကွန်မန့်မှာပြုတ်ခဲ့ပေးပါအောင်ရှင်အပင်နာဆင်ခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်